အားလုံးပဲမင်္ဂလာပါကောင်းမွန်သောမနက်ခင်းလေးပြေပေါ့မနက်ခင်းအောင်တို့ပေါ့နေ့လည်ခင်းအောင်နေပေါ့နော်ဒါကျွန်တော်မနေ့ကကျွန်တော်ရဲ့အာဖွဲ့ရလူတွေနဲ့ကျွန်တော်ဒါ Halloween night သွားလိုက်တယ်ဒါကျွန်တော်တော်တော်လေးကိုနောက်ကြိုက်မှပြန်လာတယ် ပြင်လာကျွန်တော် gain ထပ်ဆော့လိုက်သေးတဲ့ကြောင့်ဒါမူလင်းပေါက်နင်းနေဖြစ်ပြီးမှကျွန်တော်အိပ်ပျော်သွားတဲ့ကြောင့်ကျွန်တော်အနေနဲ့ပွဲပြီးသုံးသပ်ပွဲကျွတ်သုံးသပ်ချက်ကိုတော့ဒါလုတ်ပြီးတော့နင်းနောက်ကျသွားတယ်တော့ခွင့်လွှတ်ပါလို့ပြောချင်ပါတယ်ဒါပေမဲ့စိတ်ပူပါနဲ့ဒါဒီတဲ့ပေါ့ Premier League ပွဲစဉ်တွေကဒါဒီဘက်မှာတော့တော်တော်လေးကိုနောက်ကျခဲ့တဲ့အတွက်ကြောင့်ကျွန်တော်ပွဲပွဲကျွတ်သုံးသပ်ချက်ရတာကျွန်တော် interview ကလည်းကွာဟာမယ်အနေထားမှာရှိပါဥမာလေးရှိမှဒါကျွန်တော်ပထမဆုံးလို့သွားပြီးပဲပွဲစဉ်ဆိုရင်တော့ Northern Forest နဲ့ Manchester United ပွဲစဉ်ဆိုတကယ်လည်းပြန်ကြည့်မှာကျွန်တော်ဒါတို့ပွဲမှာကံငယ်ဆက်နိုင်လောက်တော့လူသေးတယ်ပေါ့နော်အခုကျွန်တော်ပြောတဲ့အခြေအနေဆိုအဲ့တော့ ီပွဲစဉ်ကမြန်မာစံတော်ချိန်9:00နာရီခွဲမှာကျင်းပသွားမှာဖြစ်ပြီး Northern Forest ရဲ့ အိမ်ကွင်းမှာဒါကျွန်တော်တို့ Manchester United တွေ့ရပါတော့เนาะတစ်ချိန်ထဲမှာဒါကျွန်တော်တို့တစ်ဖက်က Burnley နဲ့ Arsenal နဲ့ပွဲစဉ်မှာလည်းရှိတယ်။ Northern Forest ရဲ့အိမ်ကွင်းမှာဒါကျွန်တော် Sean Dyche ရဲ့အသင်းနဲ့ Manchester United အသင်းတွေ့မယ်။ United အသင်းတွေ့တာခါတော့ကျွန်တော်၄ပွဲဆက်9ပွဲဖြစ်ဖို့အတွက်ဒါကျွန်တော်တို့လက်ရှိမှာစပိန်ညက်တဲ့ Bailey စပိန်ညက်ဖို့အတွက်ဒါကျွန်တော်တို့ motivation တစ်ခုဖြစ်သွားဖို့လို့မြင်တယ်။ဒါခမတော့နည်းနည်းလေးဟာသပြပြမယ်เนาะအဲ့တော့အဲ့လိုမျိုးဒီလို train လုပ်တဲ့လူတွေကအဲ့ဒီ train ပြီးမှတော့ဒါဟာကြောက်တယ်။ပြောချင်တာက United ပြိတက်ပြီးမယ်အဲ့ဒီ train ပြီးသွားရင်သူ့နဲ့ထပ်ပြီးတော့ လူမေ့သွားမှာဗျာအဲ့ဒါလက်ရှိမှာကျွန်တော်နေတာနည်းနည်းလေးခင်ဗျားတို့ပြောပြချင်တာကဘာလဲဆိုတော့တချို့ချာဟာတဲ့မှာဒီဘဲကပျော်နေဒီဘဲမပျော်တော့ဘူးဘာလို့ဆိုတော့မှ Trump ပြင်သူ့ကိုလူတော်များမေ့သွားရင် engagement ကျသွားနိုင်တယ်ဗောနော်အဲ့အဲ့ဒါ Trump United ပြည်သက်တယောက်နဲ့ United Nine Round သူတေးကြရင်သူဆိုပြီးညံ့မှာမဟုတ်တော့ဘူးအဲ့တော့သူတက်ကလာခုနကသူ Trump ဆက်လုပ်ဖို့ဆိုရင်သူတေးကြဖို့တက်သူ suit down တောင်းဒါပေမဲ့ Manchester United ပြည် Wolverine ပြည်သက်ဆိုတော့ကိုအတင်းကိုတော့ဘယ်တော့မှဒါကျွန်တော်ရှုံးနေလို့တေးကြရဲ suit down မှာတော့မဟုတ်ဘူးဗောနော်အများနဲ့9 season တော့အဲ့တော့ဒီကောင်တော်တော်လေး dilemma ဖြစ်နေမယ်လို့ကျွန်တော်အနေနဲ့မြင်ကြည့်တယ်ဟုတ်ပါအဲ့လက်ရှိမှာ Manchester ချက်စတာယူနိုက်တက်အသင်းကတော့အဝေးခွင့်ပေါ့နော်အဝေးခွင့်မှာလက်ရှိမှာဒါကျွန်တော်တို့တော်တော်လေးကိုဒီနောက်ပိုင်းမှာမဆိုးတဲ့ခြေစွမ်းကိုပြန်ပြနေခဲ့တယ်မန်ချက်စတာယူနိုက်တက်အသင်းကခုလက်ရှိမှာဒါအဝေးခွင့်မှာပူပူလောလောဆိုရင်တော့လစ်ဗာပူးလိုအသင်းမျိုးကိုဒါကျွန်တော်တို့နိုင်ထားခဲ့တာကိုတွေ့ရမယ်ဒါမန်ချက်စတာယူနိုက်တက်အသင်းနေနဲ့ခုလက်ရှိဒါကျွန်တော်လစ်ဗာပူးလိုအိမ်ခွင့်မှာဒါကျွန်တော်2-1ဆိုတဲ့ရလတ်နဲ့ရလတ်ပေါင်းဒါကျွန်တော်တော်တော်လေးကိုရလတ်ကောင်းဒါယူပြနိုင်ခဲ့တယ်ဒီမှာပါတယ်အရင်မန်ချက်စတာယူနိုက်တက်လက်ရှိဂိုးသမားအသင်းဆန်နလမန်ဆန်နာလာမင်းရောက်ပြီးတဲ့နောက်ပိုင်းမှာတော့မန်ချက်စတာယူနိုက်တက်အသင်းကတော့ဒါကျွန်တော်တို့ သုံးပွဲကံပြီးသုံးပွဲလုံးနိုင်တာတွေ့ရမယ်။ဒါကြောင့် Manchester United အသင်းတွေလက်ကောင်လေးလူတော်ပြောလို့ရမယ်ဒီမှာပါတယ်။ United အသင်းကနောက်ဆုံးပြိုင်ပွဲဆို၅ပွဲမှာ၄ပွဲတိတိနိုင်ထားခဲ့ပြီးလက်ရှိမှာတပွဲရှုံးထားတယ်ဆိုတဲ့ရက်လက်တစ်ခုအလွန်တော်တော်လေးကိုမဆိုးဘူးလို့ပြောလို့ရတယ်။ဒီကြားမှာ Manchester United အသင်းကဒါကြောင့်အသင်းကောင်းလာပါတယ်ဆိုတဲ့အသင်းတွေကြီးကိုနိုင်ထားခဲ့တယ်တွေ့ရမယ်။လက်ရှိမှာ Chelsea နဲ့ Sunderland တို့ဒါကြောင့် Chelsea အသင်းကိုနိုင်ထား Liverpool ကိုနိုင်ထားခဲ့တယ်။ Brighton ကို4-2နဲ့နိုင်ထားခဲ့တယ်တွေ့ရမယ်။ပြောချင်တာလက်ရှိမှာဒါကြောင့် Manchester United အသင်းကတော့ဒါလက်ရှိအနေထားရသွားနေတဲ့ပုံစံမျိုးအရာဆိုရင်တော့မဆိုးဘူးလို့ ောလို့ရတဲ့အခြေအနေတစ်ခုမှရှိတယ်လို့ပြောလို့ရတယ်အဲ့တော့မြို့သူမင်းစူစီကမူလက်ရှိအနေအထားရ sorry လက်ရှိအနေထားတော်တော်လေးကိုမဆိုးဘူးလို့ပြောလို့ရတဲ့အနေထားမှာရှိတယ်။အဲ့တော့ Manchester United အသင်းရဲ့ခုလက်ရှိမှာတစ်ဖက်ကဒါ United နဲ့ဒါကျွန်တော်တို့အာ Northern Forest နဲ့ပုံစံကလုံးဝကိုဒါကျွန်တော်တို့ပြောင်းပြန်ဖြစ်သွားပြီ။ Northern Forest ကလက်ရှိမှာဒါကျွန်တော်နောက်ဆုံးပြိုင်ပွဲဆို9မှာ United ပြောင်းပြန်အချိုးကျ၄ပွဲရှုံး၃ပွဲတည်းနိုင်ထားရဲဆိုတဲ့အနေထားမှာရှိတယ်။ Shaw Knight အသင်းကလက်ရှိမှာသူတို့ရဲ့ဒါကျွန်တော်တို့ Europa League မှာ Porto လိုအသင်းမျိုးကိုတူးစီးနိုင်ထားခဲ့ပြီ။ Shaw Knight ကဒါအဖွင့်တော်လှခဲ့တယ်။ဒါပေမဲ့ Premier League မှာတော့ဘုံမော်လိုအသင်းမျိုးကိုရှုံးခဲ့တယ်။ဒါပေမဲ့ပြန်စမ်းကြည့်အောင်လက်ရှိမှာဘုံမော်ရဲ့ခြေစွဲ Northern Forest အသင်းရှုံးတာဖိတ် ော့မထူးဆန်းဘူးလို့မြင်တယ်။ Northern Forest သတင်းနဲ့လက်ရှိမှာဒိုင်ယန်ရလူစင်ကတော်တော်လေးကိုများပြနေသေးဖြစ်တယ်။သူတို့ရဲ့အဓိကတိုက်စစ်မှုဖြစ်တဲ့ Chris Wu ကဆက်လက်ပြီးနားနေတယ်။ Fullback နှစ်ယောက်ဖြစ်တဲ့ဒါကျွန်တော် Oli Aina ကို Zinchen Gu ကိုနှစ်ယောက်လုံးနားနေသေးဖြစ်တယ်ကျွန်တော်ဒါ Northern Forest ကတော့ထိခိုက်နစ်နာမှုကြီးပါနေတယ်လို့ပြောလို့ရတယ်မှာပါတယ်။ United ကဒီနေ့ပုံစံမှာဒါကြောင့် Lisandro Martinez ကလည်းမြခင်စိမ်းပေါ်မှာပြန်ပြီးတွေ့ရတာမှန်ပေမဲ့တကယ်တမ်းတော့ဒါကျွန်တော်လက်ရှိမှာပြန်ပြီးပွဲထွက်အောင်မဟုတ်သေးဘူးလို့ဒါနေ့ပြကတရားဝင်ပြောထားခဲ့တယ်မှာပါတယ်။ ဟဲမကွိုင်းရကလက်ရှိဒါသိရတဲ့သတင်းတွေရ physical discomfort ဖြစ်နေတဲ့ကြောင့်ဒီနေ့ပွဲစံမှာတော့ဒါပါဖို့တဲ့ရာခိုင်ရုံးနေဒါပေမဲ့ United အသင်းကလက်ရှိမှာဒါကြောင့် Premier League အသင်းတွေထဲမှာဒဏ်ရာအ ਨੇ ဆုံးသစ်သစ်ဖြစ်လာခဲ့တယ်။တပတ်တပွဲကစားတဲ့သစ်သစ်တွေဒါကဒါအချို့သိတော့မထူးဆန်းဆိုပေမဲ့ Ruben Amorim ရဲ့ man management ကတော်တော်လေးကိုကောင်းလာခဲ့တယ်လို့ပြောလို့ရမယ်။ဒဏ်ရာမရှိတာကအခုလက်ရှိဒီနောက်ပိုင်းမှာဒါ blessing တစ်ခုလို့တော့ပြောလို့ရတဲ့အခြေအနေတစ်ခု Manchester United ပိုင်ဆိုင်ခဲ့တယ်ပေါ့။အဲ့တော့လက်ရှိမှာခင်ဗျားတို့ဒါကျွန်တော်တို့မတက်တစ်ခေါက်ကျော် tactical လေးနည်းနည်းပြောအောင်။အဲ့တော့ လက်ရှိမှာရှောင်းတိုက်ကရှင်းပါတယ်ရှောင်းတိုက်ကသူများရမသူသူဒီခံစစ်ကိုအဓိကကစားဖြစ်တယ်လက်ရှိမှာဒီနောက်ပိုင်းပွဲစဉ်မှာဒါကြောင့်ရှောင်းတိုက်ရဲ့ပုံစံမျိုးကိုကျွန်တော်ဘာသွားလာမလဲဆိုသူအနေနဲ့ဒါခံစစ်ကိုပိတ်ကစားမယ် counter transition တွေကိုမြန်မြန်ဆက်ဆံပြန်သွားမယ်ဆိုတဲ့ပုံစံမျိုးရှိမယ်ဒါပေမဲ့လက်ရှိမှာ northern forest အသင်းနေနဲ့ counter transition ပြန်ဆော့မယ်ဆိုရင် perfect man တယောက်ရှိတယ်အဲ့ဒါက gibs white ပဲ gibs white နဲ့ဒါကြောင့်မမေ့ရ nuno esperto santos ရဲ့အသင်းမှာလည်းဒါကျွန်တော်နောက်တန်းတဲ့ရှည်တန်းကိုအလင်းမြန်ကူးပြောင်းပေးတဲ့ကစားသမားတစ်ယောက်အနေနဲ့အမြင်နဲ့တွေ့ခဲ့ပြီအဲတုန်းကကျွန်တော် alan ga ပေါ့နော်ကျွန်တော်တို့က အလန်ကအမြင်တော့တူတူကြီးရတယ်လက်ရှိမှာအလန်ကမရှိတော့မှတောင်းတာ transition တွေမှာဒါ Northern Force တွေအမြင်နဲ့အားနေတော့တွေ့ရပေမဲ့လက်ရှိမှာ Northern Force အသင်းကလက်ရှိသူတို့ရဲ့အိမ်ဝင်းမှာ Manchester United အသင်းကိုနောက်ဆုံးပွဲစဉ်မှာအနိုင်ယူထားခဲ့တဲ့အတွက် Northern Force အသင်းရဲ့ဒါအိမ်ဝင်းမှာနောက်ဆုံး Manchester United နိုင်ခဲ့တာ2024ကနိုင်ခဲ့တယ်ဆိုပေမဲ့လက်ရှိနောက်ဆုံးပြိုင်ပွဲစုံ၅ပွဲ result အရကြည့်ရမယ်ဆိုရင်တော့ဒါကျွန်တော် Northern Force အသင်းကဒါကျွန်တော်2-1 နှစ်ကြိမ်နိုင်လာခဲ့ပြီ Manchester United အသင်က၃ကြိမ်နိုင်လာခဲ့တယ်။ record ရဆိုတော့ Manchester United အသင်ကအသာအစည်းရရှိထားတာမှန်ပေမဲ့ Northern Forest အသင်ကလည်းမခေဘူးလို့ပြောလို့ရတယ်။နောက်ဆုံးတအိမ်ဝင်း၃ပွဲမှာ Northern Forest အသင်ကသူတို့က၂ပွဲနိုင်တယ်။၁ပွဲတည်းရှုံးနှားခဲ့တော့မှဒါပေမဲ့လက်ရှိမှာလက်ရှိ form အရဆိုရင်တော့ Northern Forest အသင်နဲ့လက်ရှိအနေထားတော်တော်လေးကိုခက်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 ကဲအမနေထားမှရှိတယ်။ United အသင်ကခုလက်ရှိမှာကစားသမားတွေအဓိကအားသာချက်တစ်ခုဖြစ်လာတာသူတို့ရဲ့ဒါကျတော့ confidence ပဲ။ United ကစားသမားတွေတော်တော်လေးကို confidence မြင့်မားလာမှုကဒီနေ့ပေါ်မှာ Northern Forest ရဲ့ကစားသမားတွေ confidence နည်းနည်းလေးကျဆင်းနေမှု နဲ့ကွက်တီသွားကြနိုင်တဲ့အထားမှာရှိတယ်။ United နဲ့လက်ရှိဒါကြောင့် Brighton ကကန်သွားတဲ့ခြေစွဲလူမျိုး Northern Forest နဲ့ပွဲစဉ်မှာကန်မယ်ဆိုဒီနေ့ပွဲစဉ်ကတိတ်ပြီးခက်ခဲမယ်နေထားမှာတော့မရှိဘူး။ဒါပေမဲ့ Northern Forest ကဒီနေ့ပွဲစဉ်မှာ tactically ကဘယ်လို prepare လုပ်လာမလဲ။ Sean Knight ကတော့ရှင်းနေပြ။တစ်ဖက်ကလက်ရှိမှာ United တိုက်စစ်ကတိုက်စစ် Mune ကြောင့် Brian M1 ဘူးကိုအဓိကထိန်းချောင်းဖို့အတွက်ဒါကြတော့သူ့အနေနဲ့လုပ်တာမယ်။အဲ့တော့အဓိကဒီနေ့ပွဲစဉ်ရဲ့ Nico Williams နဲ့ Marie Lou ရဲ့အဓိကဒါကျွန်တော်တို့ဒီနေ့ပွဲစဉ်ရဲ့အလုပ်လုပ်အောင်မှာက method M1 ဘူးပဲ။ ယူနိုက်တက်ဒီနေ့ဒီနောက်ဆုံးနောက်ပိုင်းပွဲစဉ်ဘာဘာကောင်းလာလဲဆိုတော့ဆက်ပီးစ်တွင်းကိုနေပါမှာယူနိုက်တက်ကကောင်းလာခဲ့တဲ့တွေ့ရမှာအဲ့တော့ယူနိုက်တက်အသင်းနဲ့ဒါလက်ရှိ Northern Force ရဲ့အခုနောက်ပိုင်းပြဿနာကလည်းဆက်ပီးစ်ကဂွေတအားပေးလာခဲ့ရတဲ့အချိန်မှာရှိအဲ့တော့ Sean Knight တယောက်ဒါကိုပြင်ဆင်ထားပြီးပြီလားမပြင်ဆင်ထားသေးဘူးလားဆိုတော့ Manchester United နဲ့ပွဲစဉ်မှာဒီနေ့ပွဲစဉ်မှာဒါတော်တော်လေးကိုတွေ့ရမယ်။ဒါပေမဲ့ပွဲစဉ်မှာဒါ United အဓိကအားသာချက်က right hand side ပဲ။ဒါကျွန်တော် right hand side right wing တို့ဒါကျွန်တော် right ဝင်းဘက်တို့ရဲ့ဒါကျွန်တော် work rate တွေကဒီနေ့ပေါ်ဆုံးမှာတက်ပြီးတော့အကောင်းဆုံးမြင်ဒီနေ့ပေါ်ဆုံးမှာ M1 ပူရဲ့ခြေစွမ်းကိုဘယ်လိုမျိုးထပ်ပြီးမြင်ရမလဲ M1 ပူကလည်းရှိမှဒါကျွန်တော်နောက်ဆုံးပွဲတွေမှာတောက်လျှောက်ဒါကျွန်တော်တွင်းကိုတွေကိုတွေ့ခုလည်းရှိမှဒါမဲ Liverpool နဲ့ပေါ်ဆုံးမှာလည်းဂိုးသွင်းထားခဲ့တယ်ဒါ Brighton နဲ့ပေါ်ဆုံးမှာလည်းဂိုးသွင်းထားခဲ့တယ်အဲ့တော့ M1 ပူရဲ့ခြေစွမ်းကခုလည်းရှိမှအမြင့်ဆုံးနေထားမှာရှိတယ် M1 ပူကို Northern Forest ဘက်ကနေဒီနေ့ပေါ်ဆုံးမှာ ဘလို့ရက်တက်မယ်ပြီးတော့ဒီနေ့ပွဲစဉ်မှာဒါကျွန်တော်ကွင်းလေပိုင်းဒေါက်တာ first day ဒီနေ့ပွဲစဉ်ရဲ့3 trio ပေါ့နော်၃ယောက်ကွင်းလေပိုင်းကတော်တော်လေးကိုသဘောကျအောင်ခေါ်ဒါပေမဲ့လက်ရှိမှာဒီ၃ယောက်ကလက်ရှိမှာ performance ကတော်တော်လေး under performance ဖြစ်နေတယ်ဒေါက်လက်လူပဲဆိုလက်ရှိမှာ northern forest ရောက်ပြီးကြတဲ့အကောင်းဆုံးပွဲဆိုလို့ပေါ်တိုတပွဲပဲရှိခဲ့သေးတယ် anderson ကတော့လက်ရှိမှာဒီနောက်ပိုင်းပွဲစဉ်မှာ high ပြေရတာဟုတ်နေတာမှန်ပေမဲ့ elliot anderson နဲ့ခြေရတော်တော်လေးကိုဒါကျွန်တော်တို့မငြိမ်မသက်ဖြစ်နေတွေ့ရမယ် morgan gates white ကစပါးကိုမပြောင်းခဲ့မိတဲ့နောက်ပိုင်းမှာကြတဲ့အခုချိန်ထိဒါကျွန်တော်ခြေစွမ်းကအနစ်မြင့်တက်ကြတော်တော်လေးကိုများနေလို့မြင်နေကစားသမားကိုယ်တိုင်ကလက်ရှိမှာအသင်းမှာမနေဘဲနဲ့မနေခြင်းမဲနဲ့ နေလိုက်ရတယ်ဆိုတဲ့ပုံစံမျိုးကိုဆက်လက်ပြီးဒါအင်တာဗျူးတွေမှာတွေ့နေရတဲ့တမှာပါတယ်ဗောဒါကျွန်တော်ပြောရမလို့အင်တာဗျူးတွေတမှာပြောတဲ့တမှာပါအဲ့တော့လက်ရှိမှာဒီနေ့ပွဲစဉ်မှာ Northern Force အသင်းကို United အသင်းနိုင်ဖို့အတွက် percentage တော်တော်လေးကိုများတယ်ဘာလို့ဆိုတော့ဟိုဘက်ကတော်တော်လေးကိုကြာနေတဲ့အချိန် United ကတော်တော်လေးကိုထောင်နေချိန် momentum အရလုံးဝပြောင်းပြန်ဖြစ်တဲ့အချိန်မှာ United ကဒါကြီးကိုအသုံးချတင်တယ်ဒါပေမဲ့လုံးဝတော့ short drop လို့မြောက် Shorter ရဲ့အသင်းကဒါခံစစ်ကိုပိတ်ဆော့မယ် counter press ဒီမှာလက်ရှိမှာသူတို့ရဲ့မြန်ဆန်လှတဲ့ဒါကြောင့်တောင်းပန်နေဖြစ်တဲ့ Hudson Odoi တို့ညိုဒေးတို့ဒါကျွန်တော်လူကစားသမားတွေကျွန်တော်ဟိုပါလေအာပါလေ and သူဟို NDA ကြတော့ NJI ခေါ်တယ်ဗောနော် and NDOYE ဆိုတာအန်ဂျိုပေါ့အဲအန်ဒိုရေးပေါ့နော်အန်ဒိုရေးကိုလက်ရှိမှာအဲ့လိုဒါတောင်မန်မြန်တဲ့ကစားသမားတွေနဲ့ဒူ United ကအဲ့ဒါကိုတစ်ချက်တော့ကြည့်ရမယ်ဒီနေ့ပွဲစမှာဒါ United သင်နေတာနောက်ပိုင်းပွဲစဉ်တွေမှာဂိုးတွေတော့ပြန်ပေးလာခဲ့ရပြီဒါဆန်လန်နောက်ပိုင်းမှာဒါကျွန်တော်တို့ Liverpool နဲ့ပွဲစမှာအဲ့ Liverpool ကိုသင်မျိုးပေးရတိုက်တော့မထူးဆန်းဘူးပေါ့နော်ဒါပေမဲ့ခုနက Brighton နဲ့ပွဲစမှာဒါနှစ်ဂိုးပြန်ပေးလာတိုက်တော့မချိုက်ဘူးခံစစ်ပိုင်းကိုဒီနေ့ပွဲစမှာ United ကထိန်းသိမ်းတယ်ဆန်လန်မဲရဲ့ Leicester တွေကလည်းဒီနေ့ပွဲစမှာဆက်လက်ပြီးမြင်အောင်လက်ရှိဒါမနစ်ကဒါအကောင်းဆုံး Premier League ရဲ့ဂိုးသမားစည်ရင်းဝင်ခဲ့တဲ့ Sales ကဒီနေ့မှာဂိုးတွေတောက်လျှောက်ပေးနေကြတာတွေ့ရတယ်လက်ရှိမှာ Sales ဆက်ဒါလက်မန်းစုရဲ့လက်စွမ်းပြတဲ့ပြိုင်ပွဲကြီးကိုလည်းကျွန်တော်ဆက်လက်ပြီးတွေ့ရအောင်ပါလားဆိုတော့ချက်တော့ကြည့်ရမယ်ထဲမှာပါတယ်မိတော့ပင်စိုးစီကောင်မဒီနေ့ပွဲစုံမှာ tactically ကနှစ်သင်းလုံးကကြည့်လို့ကောင်းမလို့မြင် United ကလက်ရှိမှာ on the ground မှာဒါကျွန်တော်တို့ momentum အရကိုလက်ရှိခြေစွမ်းအရကို momentum နေနဲ့ဟိုဒါပို့ပြီးတော့အပါစီရတော့တွေ့ရမှာဒါပေမဲ့တစ်ဖက်ကအိမ်ဝင်းစွမ်းယူလည်းမမေ့တာဘူးလို့ပြောလို့ရတယ်ထဲမှာပါတယ်လက်ရှိမှာဒါကျွန်တော်တို့ Sean Dyke ကသူ့ရဲ့အိမ်ဝင်းမှာ Porto ကိုတော့နိုင်ထားတယ်ဆိုတဲ့အချက်ကတော့ဒါကျွန်တော်မှတ်သားရမယ်နေထားမှရှိတယ်အဲ့တော့ခန်စစ်တစ်ဖက်ကလုံပြီဆိုတော့ United တင်းနဲ့အဲ့ဒီဥစ္စာကိုချိုးဖျက်ဖို့အတိအကျစူးစမ်းရမယ်လို့ ပြောရင်လည်းကျွန်တော်ကိုတောင်းခွင့်ပြုပါအောင်ဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ TV4U တို့မှာကျင်းလို့ဆိုတော့ပေါအောင်ကူညီလို့ရပါတယ်။မြန်မြန်လေးကလစ်ဖို့မမေ့ကြပါနဲ့အုံးပြ။မြန်မြန်ကလစ်မှမြန်မြန်နိုင်ဖြစ်ပါတယ်။အားလုံးမကြိုတူပါနဲ့။ကောင်းမွန်တော့နေလေးတနေ့ဖြစ်ပါစုစုမုံကောင်းတောင်းပြီးနေပဲကျွန်တော်တို့ရောက်မှအေးဆစ်ဆစ်တွေ့ကြရပါဘော။အားလုံးမကြိုတူပါနဲ့။မြန်မြန်လေးကလစ်ပေးကြပါအောင်။မြန်မြန်ကလစ်မှမြန်မြန်နိုင်ဖြစ်ပါတယ်။ကျွန်တော်တောင်းခွင့်ပြုပါအောင်။တေးပါဗျာ။